ဒီရပြည်သူများရှင်ကျမတို့ရဲ့ထုတ်လွှင့်ပြန်ကြားသတင်းမှတ်များအစီအစဉ်ကနေဒီကနေ့မှာထုတ်လွှင့်တင်ဆက်ပေးမှာကတော့လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့သတင်းတူသတင်းမှသုံးပုဒ်ကိုသတင်းမှပြန်ကြားပေးမှာဖြစ်ပါတယ်ရှင်ပထမဆုံးတစ်ပုဒ်အနေနဲ့မြင်းချံမြို့အနောက်ဘက်ချမ်းရှိကျေးရွာတွေကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကမီးရှို့ဖျက်ဆီးနေတယ်လို့သတင်းအမှားများရေးသားဖြန့်ဝေလျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင် မန္တလေးတိုင်းဒေသကြီးမြင်းချံမြို့အနောက်ဘက်ခြမ်းရှိကျေးရွာတွေကို အခုလ၄ရက်နေ့ကစတင်ပြီး6ရက်နေ့အထိလုံခြုံရေးတပ်ဖွဲ့ဝင်တွေကမိရှုဖျက်ဆီးခဲ့တယ်လို့တရားဝင်ပြည်ပြက်မီဒီယာများကမဟုတ်မမှန်သတင်းတို့သတင်းအမှားများရေးသားဖြန့်ဝေလျက်ရှိရာကိုတွေ့ရှိရပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးတက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတို့ထံဆက်သွယ်မေးမြန်းပြောကြားချက်အရအကြံဖက်သမားတွေဟာထိခိုက်ကြဆုံးမှုတွေများလာတဲ့အတွက်ကြေးရွာတွေအတွင်းဝင်ရောက်ပြီးအတင်းအဓမ္မလူသစ်စုဆောင်းခြင်းနဲ့ဆက်ကြီးကောက်ခံခြင်းတွေလှုပ်ဆောင်လာပြီးသူတို့အလိုကြလိုက်ပါလှုပ်ဆောင်ခြင်းမရှိရဲ့ ကျေးရွာတွေကိုမီးရှို့ဖျက်ဆီးခြင်း၊ဒရော့ဘုံချတိုက်ခိုက်ခြင်းတွေလှုပ်ဆောင်လျက်ရှိတာကိုပြည်သူအားလုံးအသိပင်ဖြစ်ကြောင်းအခုဖြစ်စင်မှာလဲအကြံဖက်အပေးပြီးဖြက်မီဒီယာတွေကအကြံဖက်သမားတွေရဲ့စင်စင်တုံတရားကင်းမဲ့တဲ့အလုပ်ရက်တွေကိုဖုံးကွယ်ပေးဖို့အတွက်ဖြစ်စင်ဖြစ်ရက်လွဲမာတဲ့သတင်းမာတွေနဲ့မဟုတ်မမှန်လောက်ကျန်ရေးတာဝါရဖြက်ဝင်နေခြင်းတာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ ောက်ထပ်တစ်ပုတ်အနေနဲ့ထန်းတပင်မြို့နယ်နဲ့ကြောက်ကြီးမြို့နယ်တို့ရှိကြေးရွာတွေကိုလေကြောင်းမှတိုက်ခိုက်မှုကြောင့်ပြည်သူတွေထိခိုက်ဒေဆုံးခဲ့တယ်လို့သတင်းတူသတင်းမများမဟုတ်မမှန်လောက်ကျန်ရေးသားဝါရဖြန့်လျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။ ဘကိုးတိုင်းဒေသကြီးထန်းတပင်မြို့နယ်နဲ့ကြောက်ကြီးမြို့နယ်အဆက်ရှိကြောက်ကြီးပေါက်ကျေးရွာနဲ့မကြီးရောကျေးရွာတို့ကိုအခုလ6ရက်က လေးချောင်းမှတိုက်ခိုက်မှုကြောင့်အပြစ်မဲ့ပြည်သူ၃ဦးသေဆုံးခဲ့တယ်လို့တရားမဝင်ပြည်ဖြတ်မီဒီယာများကသတင်းတူသတင်းမှားများမဟုတ်မမှန်လောက်ကျန်ရေးသားပြီး လှုပ်ဆော်ဝါဒဖြန့်ဝေလျက်ရှိတာကိုတွေ့ရှိရပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးသက်ဆိုင်ရာနယ်မြေလုံခြုံရေးတာဝန်ရှိသူတို့ထံဆက်သွယ်မေးမြန်းခဲ့ရာအပြစ်မဲ့ပြည်သူတွေထိခိုက်သေဆုံးခဲ့တဲ့သတင်းမှာမှန်ကန်မှုမရှိကြောင်း တရားမဝင်ပြည်ဖြတ်မီဒီယာတွေအနေနဲ့မြို့ရာတွေတင်းငိမ်အေးချမ်းမှုပြက်ပြားစေရန်လှုံ့ဆော်နေတဲ့ PDF အမြေခံအကြံဖတ်သမားတွေရဲ့အကြံဖတ်လုပ်ရက်တွေကိုဖုံးကွယ်ခြင်းဒေသခံပြည်သူတွေနဲ့ပူးပေါင်းပြီးမြို့ရွာတွေတင်းငိမ်အေးချမ်းမှုမပြက်ပြားစေရန်နေမြေလုံခြုံရေးဆောင်ရွက်နေတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုအများပြည်သူအထင်မြင်လွဲမစေရန်အတွက်တည်င်းတူတည်င်းမာများကိုအဆက်တရားမဲစွာလှုပ်ကြံရေးသားဝါရဖြန့်ဝေနေခြင်းသာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ နောက်ဆုံးတစ်ပုတ်အနေနဲ့မန္တလေးမြို့မှာအဲဇင်းဖြစ်နေထိုင်နေသူတွေကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကငွေညှစ်တောင်းခံနေရလို့တရားမဝင်ပြည်ဖြတ်မီဒီယာများကမဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိတဲ့သတင်းကိုတင်ပြပါမယ်ရှင်။မန္တလေးတိုင်းဒေသကြီးမန္တလေးမြို့ပေါ်မှာအဲဇင်းဖြစ်နေထိုင်နေသူတွေကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကငွေညှစ်တောင်းခံနေတယ်လို့တရားမဝင်ပြည်ဖြတ်မီဒီယာများကမဟုတ်မမှန်သတင်းတူသတင်းအမှားများရေးသားဖြန့်ဝေလျက်ရှိတာကိုတွေ့ရှိရပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီးသက်ဆိုင်ရာတာဝန်ရှိသူတို့ရဲ့ပြောကြားချက်အရလုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့အကြမ်းဖက်သမားတွေဝင်ထွက်သွားလာမှုမရှိသေးရင်လုံခြုံရေးလုပ်ငန်းတွေကိုတတ်မှတ်ထားတဲ့စီမင်းစည်းကမ်းတွေနဲ့အညီဆောင်ရွက်လျက်ရှိကြောင်း တရားမဝင်ပြည့်ဖြက်မီဒီယာတွေကအကြမ်းဖက်သမားတွေလွဲကူစွာဝင်ထွက်သွားလာနိုင်စေဖို့နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေပေါ်ပြည်သူလူထုမှာအထင်မြင်လွဲမားစေရန်ရည်ရွယ်ပြီးနီလန်းမျိုးစုံအသုံးပြုကမဟုတ်မမှန်တဲ့သတင်းများကိုလောက်ကျန်ဝါဒဖြန့်နေခြင်းသာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ ီးပါပြည်သူများရှင်နိုင်ငံတော်အစိုးရနဲ့တက်မတော်အပါဝဲလွန်ကျွေးတက်ဖွဲ့ဝင်တွေကနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးလုံခြုံရေးဆောင်ရွက်နေမှုအပေါ်တရားမဝင်ပြည်ဖြတ်မီဒီယာများနဲ့အကြမ်းဖက်အားပေးထောက်ခံသူများကလူမှုကွန်ရက်ပေါ်မှာသတင်းတူသတင်းမှားများကိုရည်ရွယ်ချက်ရှိရှိလှုံ့ဆော်ရေးသားဖြန့်ဝေနေတာကိုမိဘပြည်သူများသိရှိစေဖို့အတွက်သတင်းမှန်များကိုတင်ဆက်လိုက်ရပါတယ်ရှင်။